စစ်ကောင်စီကလိုင်စမဲရင်ွေအားလုံးကိုဖမ်းဆီးဖို့ညွှန်ကြားရမှာပရိဒတ်အဖွဲ့တွေနဲ့တန်ဃာရီစီးနင်းတဲ့ရင်ွေပါပါဝင်နေတဲ့အတွက်တပ်ထောက်ခံသူတွေနဲ့ဖုံးကြီးတွေကပါဝေဖန်မှုတွေရှိနေပါတယ်။လိုင်စမဲကောင်တွေကိုဖမ်းဆီးသိမ်းဆဲဖို့အမိန့်ချထားပြီးတချို့မျိုးကြီးတွေမှာတော့ဆိုင်ကဲကားစသဖြင့်မော်တော်ယာဉ်တွေကိုလမ်းပေါ်မှာတားဆီးဆက်ဆဲဖို့စတင်ထားပြီးမကြမီအိမ်ရင်လိုက်ဆက်ဆဲဖို့ဖြစ်လာနိုင်တယ်လို့သိရပါတယ်။စကိုင်းမျိုးကစစ်ကောင်စီနဲ့နှိစက်သူဆရာတော်တပါးက ဖုန်းကြီးကားလိုင်စင်ကဘသူရှိလို့လဲအဘိဓဇာရီနဲ့တိတိတကောက်တွေလောက်ပဲရှိမှလေတိမ့်မယ်လို့အတန်ထွက်နေရပဲဟုတ်မဟုတ်တော့မသိဘူးလူခင်မူပြင်လူမုံမူသုံးပေါ်လို့စေဂျေပလက်ဖောင်းကို ပြောပါရယ်လိုင်စင်မဲရင်တွေကိုမစည်းဖို့ညွှန်ကြားချက်တွေဟာတိုင်းနေပြည်နဲ့အစိုးရတွေကနေတန်ခေါမဟာနိုင်ကအဖွဲ့တွေထံပေးဖို့ထားပြီးဖြစ်တယ်လို့သိရပါရယ်အုတ်တွင်းမျိုးနဲ့မှာပရိုက်တာလှုပ်ဆောင်နေတဲ့ဆရာတော်တစ်ပါးဖြစ်သူအရှင်တေဇာသီရီကလည်း ဖုန်းတွေကိုအခွင့်အူးခံလို့ဝေဖန်သူများမြင်နိုင်ကြပါစေ။တကယ်ကဖုန်းဘဝဟာဘယ်ဘက်ကထောင်ထောင်ခံနေရတာကြီးပါပဲဗျာလို့သူရဲ့လူမှုကွန်ရက်စာမျက်နှာမှာရေးသားထားပါတယ်။ပရိဒလူနာသိရင်တွေပါဖန်ဆီးနေတာကြောင့်လူမှုကွန်ကြီးရဲ့လုပ်ငန်းတွေကိုပါရန်နာဖို့နှိကက်လာနေပြီလို့လည်းလူမှုကွန်ကြီးရဲ့အဖွဲ့တွေကဆိုပါတယ်။လိုင်စင်မဲ့ရင်ဖန်ဆီးတာကိုစစ်ကောင်စီကထောက်ခံသူတွေတဲကပါဝေဖန်မှုတွေထွက်ပေါ်လာပြီးဖမ်းဖို့မလားလိုင်စင်ထုတ်ပေးဖို့လားဆိုတဲ့ဝေဖန်သံတွေလည်းထွက်ပေါ်လာနေပါတယ်။ ရန်ကုန်မှာတွေလိုင်စမဲရင်တွေစီးနေတာဒုနဲ့ဒေပါဗျာအားလုံးကအကောင်ကြီးတွေနဲ့ပတ်သက်သူတွေပဲစီးကြတာများတယ်ရွှေသမင်းထွက်တဲ့စီတော့အားလုံးကပိတ်ထားမှာပါအောက်ကသူတွေခံနေရတာပဲရှိတယ်လို့စစ်ကောင်စီအတိုင်းဝိုင်းနဲ့နှိစက်သူတို့ကလည်းသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာရေးသားထားပါတယ်စစ်ကောင်စီရဲ့လိုင်စမဲရင်ဖန်စီမှုဟာအောက်ခြေဝန်ထမ်းတွေဝင်ငွေတိုးအောင်ဖန်တီးပေးတာဖြစ်တယ်လို့လည်းဝေဖန်မှုတွေရှိနေပါတယ်ရှင်အခုလိုသတင်းတွေကို ပုံမှန်မျှဝေပေးနိုင်ဖို့နဲ့ CJ Platform သတင်းဌာနရဲ့ရေရဲ့ဒေနာရဲ့အတွက် YouTube မှာလည်း CJ Platform လို့ရှာဖွေပြီးဝင်ရောက်နားဆင်နိုင်ပါတယ်။သတင်းအသစ်အသစ်တွေကိုအချိန်နဲ့တပြေးညီရရှိဖို့အတွက်ကျမတို့ရဲ့သတင်း Channel ကို Like and Subscribe လုပ်ဆောင်ပြီး Notification လေးကိုဖွင့်ထားကစောင့်ကြည့်နိုင်ပါတယ်ရှင်။